ခင်ဗျားတို့ပြောတယ်အချုပ်ချာအာနာဆိုတာပါလေခင်ဗျားတို့ခင်ဗျားတို့ပြန်ပြီးတော့မှန်ထောင်မေးကြည့်ပါဦးအချုပ်ချာအာနာဆိုတာပါတော့မေးကြည့်ကြအောင်ခင်ဗျားတို့ဒီခုတော့လွဲနေကြပြီမဟုတ်ဘူးလားကျွန်တော်တို့ကအာနာကိုထိပါမှုကြီးမျိုးစုံလုပ်နေတဲ့ကိစ္စကိုကျွန်တော်တို့ကအန်ကျိတ်ပြီးနေခံရတဲ့အချိန်ကျွန်တော်တို့ခေါင်းဆောင်တွေကတိတ်ညံ့သွားကြပြီလားလို့ကျွန်တော်မေးရမှဖြစ်တယ်။နေပြီးတော့ရန်ကုန်မန္တလေးနဲ့ပဲဘုကလောက်ကလေးကိုပဲသူချိန်ဥနေတာလည်းနေရာလေးဒါလေးလက်ရှိတော့ဆိုမေးအောင်လည်းဖြစ်တတ်တာ။မြန်မာပြည်သူလူထုအတွက်နဲ့မြန်မာနိုင်ငံအတွက်ကတော့အဆုံးရဖို့ ဟိုင်းချာရမီဘာပီတူညီကိုမော်မာများအားလုံးမင်္ဂလာပါ News Page Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်မတ်လ18ရက်နေ့ကျတို့တနင်္လာနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတွက်ပါနော်နောက်ဆုံးကြားသိရတဲ့တော်လန်တရင်းကောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျတို့ခါတိုင်းလိုပဲတရင်းတိုလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်းတဘိုးအနေနဲ့ကတော့ရဝတီတိုင်းကန်ကြီးတောင်မြို့နယ်မှာအစမထားဘတ်စင်6တင်တန်းစင်ကိုစင်ဘိုးဘိုးရှစ်တန်းတိုက်ပွဲမှာတေဆုံးခဲ့ပြီးတော့မှလေဖြတ်နေတဲ့ဖောက်ခင်ဖြစ်သူဂျိုင်းရက်ခဲ့တဲ့ဆိုတဲ့တရင်းပဲဖြစ်ပါတယ် စမုထန်ပတ်စင်ချောကငွေချင်းနဲ့ရယူပြီးတော့မှစမုထန်အစားထိုးလိုက်ပါသွားတဲ့ကိုစင်ဘူဘူရှမ်းပြည်ရှိတန်းစစ်မြေပြင်မှာတည်ဆုံသွားတယ်လို့စစ်ခွေးတွေကမိသားစုဝင်တွေကိုလာရောက်ပြောဆိုသွားတယ်လို့သိရတယ်။ကိုစင်ဘူဘူရဲ့မိခင်ဖြစ်သူကတော့ ေဆုံးသွားတာတနည်းခါရှိပြီလို့သိရတယ်ဖခင်ပြတော့လေဖြတ်နေတယ်။တဖြစ်သူတဲ့ရင်ကြောင့်စိတ်ထိခိုက်နေတယ်လို့ကျွန်တော်သိရတာဆိုပြီးတော့မှဒေတာဒရင်တဲ့ရင်မြေကနေပြတော့ပြောဆိုထားတာပဲဖြစ်ပါတယ်။တဖြစ်သူတေဆုံးသွားတဲ့အတွက်ပေါ့နော်။ကျန်ရှိတဲ့ဒီမီတာစုဝင်တွေကိုစကောင်စီကနေပြတော့အကျိုးခံစားခွင့်တစုံတည်းမှာပေးပန်းတဲ့ဒီတိုင်းပြစ်ထားတယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။ဒီကောင်တွေကတော့အဲ့လိုမျိုးရုံမာတာပေါ့နော်။အခုဆိုရင်ကျွန်တော်စုံထန်တသားစင်းတွေကိုသူတို့အနေနဲ့ ရရှိတန်းစမရပင်ကိုအတင်းပို့လို့နေတာပြပမာတည်ဆုံးတော့တယ်ဆိုရင်လည်းသူတို့ကနေပြမာအချုပ်ခံစခွင့်တည်ဆုံးတရားလုံးဝမပေးဘူးဆိုပြမာကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတဘို့အနေနဲ့ကတော့ပကောနောက်ချမ်းကတော်လိုင်းတဖွဲ့တွေထံကိုပြူစိုးတိတယောက်နဲ့စစ်သားနှစ်ယောက်ပြေးခဲ့တဲ့ရပိုင်းတွင်မှာအလင်းဝင်ရောက်ခိုးလုံလာတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ သူကကျွန်တော်တို့အဖွဲ့မှာတာဝန်ထမ်းဆောင်သွားမှာပါဆိုပြီးတော့မှ20တဲ့အဖွဲ့တာဝန်ရှိသူတို့ကနေပြန်ပြောဆိုထားတာဖြစ်ပါတယ်။အဲ့ဒါပြင်အမတတ်ထဲကစုဆောင်ရေးဌာနမှာအတင်းအဓမ္မစုဆောင်ခံခဲ့တဲ့သူနေရောပါဆိုရင်လည်းထိမ့်သိမ်းခံထားရတဲ့အချိန်မှာပဲ20တဲ့အဖွဲ့ကိုစစ်တဲ့အကူအညီတောင်းတာကြောင့်ရွှေတောင်ပေါကပားနဲ့ပူဝံပြည်မှာကူညီကြထုတ်ပေးနိုင်ခဲ့တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။အခုဆိုတော့ကျွန်တော်တို့အလေးဝင်လာတဲ့တတတတတွေကနေပြီးတော့မှကျွန်တော် PDF တွေနဲ့ပို့ပေါင်းပြီးတော့မှစစ်ကောင်စီပြန်လဲတွန်းထုတ်သွားမယ်ဆိုပြမှာပေါ့နော်ပြောဆိုလာကြတော့တွေ့ရပဲဖြစ်ပါတယ်ဒါကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကြာဆုံးရှင်လန်းစားတရက်ဖြစ်ပြီးတော့မှအခုဆိုရင်ကျတို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအလင်းဝင်လာပြီးတော့မှပြည်သူတွေနဲ့ပူးပေါင်းဖို့ပေါ့နော်လှုပ်ဆောင်လာကြတာကိုတွေ့ရပဲဖြစ်ပါတယ်ကဲကျတော်ဒီနေ့နေခင်ပိုင်းမှာပထမဆုံးအနေနဲ့ကျင်းပါကတော့မြောက်လိုင်းကနေပြီးတော့မှတမရဖြစ်ချင်းလို့လို့အာနာယူပြီးတော့မှအခုဆိုရင်ကျင်းပဖို့လုံးနေတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှကန်ယူရဲ့သဘောထားကိုပြောဆိုထားရပါပဲဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒါလေးစာကြည့်လိုက်ရအောင်နော် စစ်ကောင်စီကတော့သူက9နှစ်ပြည့်မှာပေါ့နော်ဒီနှစ်ကုန်လုံမယ်ဆိုသူ9နှစ်အာဏာသိမ်းပြည့်မှာသူကတော့အရွေးတခုအပြောင်းတခုကိုသူစ조사တာပေါ့လေဘလို့သူထွက်ပေါက်ပဲဆိုဆိုဘလို့တိုင်းပြည်အတွက်သူကတော့အများကြီးပြောထားရရှိတာပေါ့ဆိုတော့သူတို့ဘက်ကတော့အဲ့လိုသွားပြီဆိုရင်အဲ့တော့ဒီရွေးအတွက်တိုင်းပြည်ရဲ့အပြောင်းအလဲအတွက်ကိုဆရာတို့ဘက်ကသွားမဲ့လမ်းကြောင်းတစ်ခုများပြောလို့ရမှာဒီလိုပြအဲ့ဒီဟာတွေကသိအဝေးကနေချုပ်တင်စဉ်းစားထားလို့မဖြစ်နိုင်ဘူးတကယ်ဖြစ်ရှိနေတဲ့အခြေအနေဓာတ်တွေပေါ်မှာကျွန်တော်တို့တစ်ခုချင်းတောင်းတပြီးမှာ ကျွန်တော်သွားมาဖြစ်မယ်ပြီကျွန်တော်တို့ပြောပြီလေကျွန်တော်တို့မှာ KNU မှာသဘောထားချထားတယ်လေစစ်ကောင်စီကစစ်တပ်ကနောက်တာဘယ်တော့မှနိုင်ငံရေးထဲမှာဝင်မလျှောက်တော့ပါဘူးဆိုတာကမှကျွန်တော်တို့ကဆွေးနွေးมาဝင်လျှောက်နေသမျှတော့ဆွေးနွေးလဲအမြတ်ရမှာမဟုတ်ဘူးဘာမှမတူနော်အဲ့လိုမျိုးဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကနောက်လာလာနောက်ခါတာနောက်ခါစီပဲဗျာအဲ့ဒါပဲကျွန်တော်ပြောတော့မယ်ဗျာကြိုပြီးမှတော့ကျွန်တော်ဘာမှမပြောနိုင်ဘူးစစ်တပ်နဲ့ပတ်သက်လာအဲ့ဒီကျွန်တော်ပြောတော့ဗျာ ဲ့ဒီတစ်ချက်အပေါ်မှာထပ်ပြီးကျွန်တော်မေးလိုပါတယ်တကယ်လို့ဟို dialog ဖြစ်လာတဲ့အပေါ်ကြာမှာအဲ့ဒီကိုစစ်တပ်နောက်ထုတ်ရမယ်ဆိုတာမျိုးထုတ်ဖို့ပြောဆိုရင်ရောမဖြစ်နိုင်ဘူးအဲ့ဒါလည်းရပါတယ်အဲ့ကြာမှာထုတ်ဖို့ပြောဆိုလဲဒါပေမဲ့ဒီလူတွေကတင်းခံထားတာပါဗျာနော်တင်းခံထားတာခင်ဗျအဲ့လိုတုံးပြီးမှမပြီးနဲ့ဗျာအဲ့ဒါတော့ပဲတော်ပြီနော်ဒီလူကမရဘူးစစ်တပ်ကအဲ့ဒါပဲ ကဲဒါတော့ကျွန်တော်ပေါ့နော်ကဲယူကပရိုဆော့တမိန်ထုံးကနေပြီးတော့မှစစ်ကောင်စီကနေပြီးတော့မှအခုဆိုရင်ကျွန်တော်ရွေးကောက်ဖွဲ့လုံးနေဖို့ကျင်းပနေတဲ့အချိန်မှာပဲအဲ့ဒီရွေးကောက်ဖွဲ့ကမောင်းမြင်နိုင်မှုဆိုတဲ့အကြောင်းပေါ့နော်ထုတ်ပေါ်ပြောကြားသွားတာပဲဖြစ်ပါတယ်ကျွန်တော်ကဲယူရဲ့သဘောထားအရင်ကတည်းကသူတို့အနေနဲ့ပြောကြားထားတာကတော့စစ်ကောင်စီအနေနဲ့ဒီနိုင်ငံကြီးကနေပြထွက်ပြေးမှာပေါ့နော်သူတို့ရဲ့စစ်တမ်းလျှောက်တော့ဖို့သူတို့လွတ်ဆောင်ခဲ့တဲ့အမှုတွေကိုပြန်ပြီးတော့မှတရားရင်ဆိုင်ဖို့ပြောကြားထားတာမို့လို့ ဒီစက်တနေနဲ့ကတော့ဘယ်လိုမျိုးတွေလောဆောင်မလဲဆိုတော့ဗောနော်ကျွန်တော်ဆောင်ချက်မှာပဲဖြစ်ပါတယ်မြောက်လိုင်းကနေပြီးတော့မှခုဆိုရင်နေမြေဆုံရှုံထားတာလည်းများနေတဲ့အပြင်အဲ့ဒီကြားထက်ကနေပြီးတော့မှသမ္မတဖြစ်ချင်လို့လို့ခုဆိုရင်ဒီတရုတ်ရုရှားဘယ်လာရုစ်အကူအညီတွေနဲ့ဗောနော်ယူကော့ပွဲကျင်းပဖို့ပြင်ဆင်နေတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကျွန်တော်တို့ခုဆိုရင်ဒီတော်လိုင်းရဆုတွေကနေပြီးတော့မှတင်ပတ်ထားတဲ့နည်းမျိုးတွေများလာတဲ့အချိန်မှာစစ်ကောင်စီကိုအပြည့်တက်ဖို့နော်အလဲထုံးနိုင်ဖို့ဘယ်လိုမျိုးတွေလှုပ်ဆောင်တင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှမတတဲကြီးကပြောကြားထားတာပဲဖြစ်ပါတယ်။မတတဲကြီးဘယ်လိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်။မြန်မာပြည်ကတော့ဖြစ်ချင်သလိုတွေဖြစ်နေတာပါပဲဒီတက်ပို့ပြီးတော့စိုးရတဲ့အဖြစ်ရက်တွေပဲကျွန်တော်တို့မြင်နေရမှာပဲနောက်ဆက်မှုထံဥပဒေနဲ့ထုတ်ပြီးတော့ပြည်သူကိုလုံခြုံလို့ခေါ်ခြင်းလို့ခေါ်ဆွဲခြင်းလို့ဆွဲနေတဲ့ခြေတွေကိုလည်းကြည့်လိုက်ပါနောက်နောက်တစ်ခုကအဲ့ဒီဆက်မှုထံခေါ်တဲ့လူတွေဆိုလို့ရှိရင် เนาะအထွက်ပြေးတဲ့လူတွေကိုပြစ်တက်တာတွေနောက်တစ်ခုကအဲ့ဒီစစ်မှုထမ်းထဲမှာပျော်အောင်လို့ဆိုပြီးတော့เนาะဒီငွေဈေးတွေ30ခိုင်းပြီးတော့ထားထားတာတွေငွေဈေးတွေ30ပြီးတိုက်ခိုင်းတာတွေဒါတွေကအမှန်တရားတွေပဲဒါတွေကဂျင်းနေမဟုတ်ဘူးရှင်နော်အဲပေါ်မှတွေကတော့ဒီတော်လိုင်းရေးဘက်ကထွက်တဲ့သတင်းမှန်သမျှဂျင်းပဲပြောတာလीနော်ဘာလို့လဲဆိုတော့သူတို့ကအမြဲတမ်းဂျင်းမိနေတယ်လို့ဆိုတော့လူတွေဆိုတော့သူတို့လူသူတို့ကိုထက်ထားတဲ့ဂျင်းနေနေပဲသူကပိတ်နေကြတာပေါ့နော်အဲ့တော့ဖြစ်ချင်သလိုဖြစ်လာတော့မယ်မြန်မာနိုင်ငံဆိုတဲ့ခါကျတော့ကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆိုလို့ရှိရင် အခုလက်ရှိကျွန်တော်ပြောပြမယ်နော်မြောက်နိုင်တို့လုတ်တဲ့လုတ်ကွက်ကချက်ကောင်းထိအောင်လုတ်တာပဲနော်တကယ်လို့တို့ရဲ့လုတ်ကွက်ကချက်ကောင်းတကယ်ထိပြီဆိုကျွန်တော်တို့တော်လိုင်းရဲ့အင်အားတော်တော်လေးထိထိထိတော့ထိနိုင်မယ်ပေါ့ရှင်နော်ဒါပေမဲ့တော်လိုင်းရဲ့ကနောက်ဆုတ်သွားမှာတော့မရှိဘူးနောက်ဆုတ်သွားဖို့မရှိဘူးဒါပေမဲ့ကက်ကဲသွားမယ်ကိုကြသွားမယ်အဲ့ဒီအနေထားမျိုးတော့ရှိတယ်အဲ့တော့ဒီလိုအနေထားမျိုးမှာ เนาะကျမတို့စီရေးချိန်တွေကိုပြန်ကြည့်မယ်တကယ်တမ်းကျရင်စီရေးကတာကျမတို့နိုင်ငံရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးမှာเนาะစီရေးအနိုင်ရှုံးကတာဆုံးဖြတ်ပါမင်းအွန်လိုင်းတိုက်တဲ့ကောင်နဲ့ပေါင်တိုက်တယ်လို့လုပ်လို့ရတယ်တော်လိုင်းရေးကိုအချိန်ကြာသွားမှနေပြည်သူတွေပို့ခတ်ခဲလာမှာပဲရှိတယ်အဲ့တခုပဲရှိတယ်ကြံတာကတော့မင်းအွန်လိုင်းကိုဘာမှဒီတော်လိုင်းရေးကိုဘာမှဘယ်လိုနည်းနဲ့မှတားဆီးရပ်တန့်ပြစ်လိုက်လို့မရဟုတ်တယ်ဘာပြောတာအဲ့တော့သူတို့ဟာပြည်သူလူထုကိုเนาะဆက်ကျင်နေပါတယ်ဆိုပြီးတော့သူတို့ကတိုက်မယ်ဆိုရင်တိုင်းပြည်လုံးကိုဘုံကျဲပြစ်မှရမှာသူတို့နေနေတဲ့အဝန်းအဝိုင်းကလွှဲတိုင်းပြည်လုံးကိုဘုံကျဲပြစ်မှရမှာဒီလိုအခြေအနေမျိုးကိုသူလုပ်မှာလား လုံရဲမှာလားအဲ့လိုလုံလို့မရဘူးလေအဲ့လိုလုံလို့ရရင်တို့နာကားသွားမှာပေါ့နော်အဲ့လိုအခြေအနေမျိုးမှာရှိတယ်ဆိုတဲ့ခါကျတော့တော်လိုက်ရေးအခြေအနေကကျမတို့မြန်မာနိုင်ငံရဲ့80ရာခိုင်နှုန်းလောက်ကိုတင်ထားပြီးသွားပြီနော်အခုကျမတို့မြေပုံထောက်ကြည့်သိနိုင်နေရှင်ဘောမတွေကချင်းပါညာဆိုပြီးလှောင်အောင်မယ်အဲ့လှောင်မှစီတို့ကဒီလောက်ပဲသိရအောင်နော်အဲ့တော့မြေပုံကိုထောက်ကြည့်ပို့ပြီးတော့သိနိုင်တယ်ကျမတို့တော်လိုင်းရေးဘတ်တော်သားတွေမှာဘယ်ဘယ်တက်ခွဲဘယ်တက်ရင်ဘယ်တက်ခွဲတွေဆိုတာကရှိပြီးသားနှမ်းနေလေကတရင်နေလေထုတ်ပြင်းပြီးလားအဲ့တော့ဘယ်တက်ရင်ကဘယ်မှာရှိရဲဆိုတော့ကျမတို့မြေပုံထောက်ကြည့်သိနိုင်တယ်အဲ့တော့နေပြည်တော်ရန်ကုန်မန္တလေးနဲ့ မကူဒီလောက်ကလေးကိုပဲသူတို့ခြေကုပ်ယူထားတဲ့နေရာလေးဒါလေးပဲရှိတော့တာဖြစ်တဲ့အတွက်မင်းအွန်လိုင်းစစ်တပ်ဟာမြန်မာပြည်သူလူထုအတွက်နဲ့မြန်မာနိုင်ငံအတွက်ကတော့အဆိုးရမဟုတ်တော့သူတို့ဟာဗာလေတော်လန်ရေးအဖွဲ့စည်းလိုမျိုးအဖွဲ့စည်းတစ်ခုသာဖြစ်တော့ဒုစရခိုင်းမနော်ဒီကောင်တွေကတော့သူတို့မှာဗာတိတ်ခါဗာကုန်တိတ်ခါမှမရှိတော့သူတို့ဗာတက်တိမှမရှိတော့ဗာတိုက်ရင်ကတ်ရင်မှလည်းမရှိတော့သူဘီယူဟာကောင်းကောင်းလေးမချပေးနိုင်တော့เนาะအဲ့တော့အဲ့ဒီသူတို့ရဲ့လက်အောက်မှာရှိနေတဲ့လူတွေကလည်း စစ်ရေးကိုအာယုံမဆိုင်နိုင်ဘာလို့အာယုံဆိုင်နေလဲဆိုတော့ငါဒါကိုလုတ်လိုက်လို့ရှိရင်တော့မင်းအောင်လိုင်းခိုင်းတာလေလိုက်လို့လို့ရှိရင်တော့ငါဘယ်အချိန်လောက်မှဘာဖြစ်သွားနိုင်မလဲဘယ်လိုຢာလူမျိုးကိုရသွားနိုင်မလဲဘယ်လိုအကျိုးမြတ်ကိုရသွားနိုင်လဲဆိုတာတွေကိုပဲခေါင်းနဲ့ထည့်ထားအဲ့တော့မတိရဲ့ချီးကိုလို့တော့ပေါင်းနေအောင်ကနေရွှေစီရွှေစီတက်နေတာရွှေစီရွှေစီတက်မှာပေါ့တို့ကလည်းမြုံလင်းနေကြတာပေါ့နော်အဲ့တော့ရုပ်မာတဲ့လူတစ်တိုက်ပေါ့ရှင်ကျွန်တော်တို့နိုင်ငံထဲမှာရုပ်မာတဲ့လူတစ်တိုက်ကနည်းနည်းလေးပဲရှိတာတကယ်တမ်းကျရင်ပြည်သူလူထုကတာအဲ့ဒီရုပ်မာတဲ့လူတစ်တိုက်ကိုအမောက်ကျိတ်ကိုစောင့်နေကြတာဒါတို့လည်းကောင်းကောင်းသိပါရဲ ဒါတော့မတတဲကနေပြတော့မှခုဆိုရင်ကျွန်တော်တော်လိုင်းရဲ့ဆူတွေရနေပြတော့မှပါနော်မြန်မာတပီလုံးရဲ့80ရာခိုင်နှုန်းကိုထိန်းချုပ်ထားပြတော့မှဂျန်နိုင်20ရာခိုင်နှုန်းလည်းမကြခင်မှာတော့အပိတသိမ့်ပိုက်တော့မယ်ဆိုတဲ့အကြောင်းပေါ့နော်အတိပိပြောဆိုထားတာဖြစ်ပါတယ်ဒီချိန်မှာ ဘောမတတိုက်ကနေပြမသူတို့အနေနဲ့စစ်မရှုံးဘူးဆိုတဲ့ပုံစံမျိုးနဲ့ what happen ပြောဆိုနေကြတာမလို့ကျွန်တော်တို့ကြည့်မယ်ဆိုရင်ညောင်ချိုတိုက်ပွဲကဥပမာပြောလို့ရတာဖြစ်ပါတယ်စစ်ခွေးတတိုက်အနေနဲ့ကတော့မြေပြင်မှာလည်းမျိုးစာဖြစ်နေတာပြပြမြောင်းလိုက်တဲ့အုပ်စုဟာဆိုရင်လည်းပေါ့နော်မိပကူညီတွေယူပြီးတော့မှအဲ့ဒီရွက်ကောက်ပွဲတွေလို့ဖို့ပြင်ဆင်နေကြတာပဲဖြစ်ပါတယ်ကျွန်တော်တော်လိုင်းရဲစုတွေကနေပြတော့မှအလုံးစုစည်းညီညာစွာနဲ့တိုက်ထုတ်လိုက်မယ်ဆိုရင်တော့မိပပြည်သူတွေလိုချင်နေတဲ့အောင်ပွဲရတော့ပေါ့နော်မြတ်မကြခင်မှာပဲကျွန်တော်တို့လက်ထဲကိုရောက်ရှိမယ်ဆိုတာတော့ချင်းတေပြောလို့ရနေပြီပဲဖြစ်ပါတယ် ဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမရက်ကွာကျော်မြင့်မြတ်နေပြီးတော့မှအေးရဲ့ဒီလိုမျိုးထင်တိုင်းကျဲလှုပ်ချင်နေလို့နေတဲ့ဟာတွေကိုအပါတို့ကရက်ကြည့်နေတော့မှလားဆိုပြီးတော့မှပေါ့နော်ခြေခွဲလောက်မြဲဆောင်နေပြောဆိုထားတဲ့ဟာလေးကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်ကျွန်တော်တို့အချုပ်ချာအာဏာကအဲ့လိုယိုင်နေနေတာပေါ့နော်ယိုင်နေသွားလို့ခေါ်တယ်ကျွန်တော်ကအဲ့ဒါကြည့်ပြီးတော့စိတ်ထဲမှာတော့အော်လို့ကျွန်တော်နိုင်ငံချုပ်ချာအာဏာတော်တော်ရိုင်းနေသွားတာပဲဒီ AA ကနေပြီးတော့ဖမ်းပြီးတော့ပြန်ပို့တယ်ဘင်္ဂလားဒေ့ရှ်ကလက်ခံပေးတယ်ဘင်္ဂလားဒေ့ရှ်ကနေကြသောတက်ကလက်ခံပေးတယ်ဆိုတော့ဘင်္ဂလားဒေ့ရှ်နေကြသောတက်ကိုယ်တိုင်ကဒီဘက်က AA ကိုသူတို့နဲ့လက်တွဲလို့ဆောင်ရမယ်ဖွဲ့စည်းလို့တတ်မှတ်နေပြီလားဆိုတော့မေးခွန်းမျိုးကျွန်တော်ကမေးရတော့ဖြစ်လာတယ်အဲ့ဒါဆိုရင်မြန်မာအစိုးရကြီးဆိုတာဘာလဲ မမဆောက်တော့ပါလေညောတက်မလို့ရပါလေမြန်မာနိုင်ငံနေကြတော့တက်ခွဲရပါလေအဲ့လိုမေးရမှဖြစ်လာမလို့တော့ဘူးလားအဲ့ရခိုင်ပြည်နယ်ကြီးတို့ခလုံးကပါလေရခိုင်မှာကြီးတဲ့ A A တက်ကပဲထင်တိုင်းကျဲတာကိုပဲကျွန်တော်တို့ကဟိုကြည့်ပေးနေရတော့မှလားပြီးတော့ဘင်္ဂလားဒေ့ရှ်ကအဲ့လိုမျိုးကြော်ခွပြီးကျွန်တော်တို့ပြောကျွန်တော်တို့အစိုးရကိုလက်လက်နက်ကင်ပုံကတော်လန်နေတဲ့သူတွေကိုနဲ့ဆက်ဆံတိုက်ရိုက်ဆက်ဆံနေရဆိုတာပါလေဘာဘာအထိပဲ double standard လားဘာအထိပဲလဲဆိုတော့မေးရတော့မှာနော်အခုဒါမျိုးလောက်ရောက်ကိုဘယ်သူတွေလောက်လဲလို့မေးဘင်္ဂလားဒေ့ရှ်ကလည်းလောက်တယ်အိန္ဒိယကလည်းလောက်တယ်တရုတ်ကလည်းလောက်တယ်ထိုင်းကလည်းလောက်တယ်စဉ်းစားကြည့်လားကျွန်တော်တို့နိုင်ငံအိန္ဒိယပြပလဲငါးနိုင်ငံမှာ လေးနိုင်ငံတိတိကလှုပ်တယ်။ဟိုထိုင်းကလည်းလက်နက်ကိုင်ပုံကံသူတွေနဲ့ချက်ချင်းတိုက်ရဆက်ဆံတယ်။တရုတ်ကလည်းလက်နက်ကိုင်ပုံကံသူတွေနဲ့တိုက်ရဆက်ဆံနေမှမဟုတ်ဘူးပံပိုးထောက်ပံ့တယ်။အိန္ဒိယကလည်းလက်နက်ကိုင်ပုံကံသူတွေနဲ့တိုက်ရဆက်ဆံတယ်။အခုဘင်္ဂလားဒေ့ရှ်ကလည်းဆက်ဆံတယ်ဆိုတော့ကျွန်တော်နိုင်ငံအထုတ်ချာအာဏာဆိုတာဗာလေအခုလက်ရှိဒီစက်အထုတ်သူတွေကိုကျွန်တော်မေးခွန်းထုတ်ရမယ်။နောင်လာမြောက်အထုတ်သူတွေလည်းမေးခွန်းထုတ်မယ်။ပြီးခဲ့တဲ့အထုတ်သူတွေလည်းမေးခွန်းထုတ်မယ်။ရိုးရိုးလေးပဲ။ခင်ဗျားတို့ပြောတဲ့အထုတ်ချာအာဏာဆိုတာဗာလေခင်ဗျားတို့ကခင်ဗျားတို့ပြန်ပြီးတော့မှန်ထောင်မေးကြည့်ပါဦး။အထုတ်ချာအာဏာဆိုတာဗာတော့မေးကြည့်ကြအောင်ခင်ဗျားတို့တွေတခုတော့လွဲနေကြပြီမဟုတ်ဘူးလား။ အချုပ်ချာအာနာကိုထိပါမှုတွေမျိုးစုံလုပ်နေတဲ့ကိစ္စကိုကျွန်တော်တို့ကအန်ကျိတ်ပြီးငြိမ်ခံနေရတဲ့အထိတော့ကျွန်တော်တို့ခေါင်းဆောင်တွေကတိတ်ညံ့သွားကြပြီလားလို့ကျွန်တော်မေးရမှဖြစ်နေတယ်။နော်အဲ့ဒါတော့ဒဲကိုပြောတာနော်။ဒါအေအေကိစ္စတွေပြောတာပါ။တန်တမန်ဒီလန်းနဲ့မပြောနိုင်မနဲ့ကျွန်တော်ငြိမ်ခံရတာပြောတာ။အဲ့တော့ကျွန်တော်ဒီနေ့ပနောက်တစ်ခါအေအေနဲ့ကုအေအေဘက်ကထုတ်ပြန်နေတဲ့ဒရက်ဆက်ထုတ်ပြန်နေတဲ့ဒီဒီဘရောင်ပြီဘရောင်ညောင်ညောင်ကျိုးယွာပါညာဆိုတဲ့ကိစ္စတွေကရှောက်ပြီးတော့ပြောနေကြတာဗျာတကယ်မြေမှာအဲ့လောက်ကြီးမဟုတ်ဘူးသတင်းတွေမှာတော့ပေါ်လို့ရိုက်နေတာသတင်းတွေမှာတော့မသိညောင်ကျိုးစခိုင်းကျသွားပြီညောင်ကျိုးကရှိတဲ့စစ်သားတွေထွက်ပြေးကုန်ပြီခရုံးကစင်ကလေးတွေပြေးကုန်ပြီစသဖြင့်မျိုးစုံတွေရေးနေကြတယ် မဟုတ်ပါဘူးအလောက်ကြီးမဟုတ်ဘူးအလောက်ကြီးမဟုတ်ဘူးအဲ့ဒီအဲ့ဒီမှာရှိနေတဲ့ပြဿနာကအေအေနဲ့သူဒီဘက်ကပြီမပြီမပီဒီအက်တွေနဲ့ပေါင်းပြီးတော့တိုက်နေတာအေအေကလည်းပြီမပီဒီအက်တွေများများနဲ့တိုက်နေတယ်ပေါင်းတိုက်နေတယ်တိုက်နေတော့ပွန့်လည်းပြောရင်တော့ပြီမပီဒီအက်တွေပါဝင်နေတယ်ပါဝင်နေတော့ဒီတက်ကတော့တိုက်ရတဲ့အခါမှာဟိုအဲ့ရရှိတဲ့စခန်းခံတိုက်တယ်ပြီးတော့တက်ကသွားပြီးတော့ဟိုဒီကလေးချောင်းပြစ်ကူသွားတယ်အဲ့လိုသွားတဲ့အချိန်မှာဟိုအပြန်လန်တိုက်နေကြတာဆဲပဲရှိသေးတယ်ဘလို့မှညောင်ကျစခန်းကိုစခန်းကိုရတာမရှိသေးဘူးဒီလိုပဲနှဲ့ရင်ကလည်းသူရတာမရှိသေးဘူးဒါပေမဲ့အဲ့ဒါကို ်ဝါရဖြတ်တဲ့ခါမှာတော့အေအေတို့ကကြတော့ဝါရတော်ကြီးကြီးဖြတ်တယ်ကျွန်တော်ခင်ဗျာရခိုင်နေထဲမှာတချို့ရခိုင်တွေတချို့ရခိုင်တွေကဘယ်လောက်ထိကျွန်တော်ကြွားလဲဆိုကြွားတယ်လဲဆိုကျွန်တော်ပွင့်အောင်ပြောပြကြတာတော့အေကနေပြတော့မှရခိုင်ပင်လယ်ပြင်တွေမှာငါခုဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်ကလူတွေကိုပြန်ပို့တဲ့အချိန်တွေမှာဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ပေါ့နော်ဆက်တယ်လုပ်ခဲ့တယ်ဆိုတော့တရင်ကိုထုတ်ပြန်ပြီးပြီးချင်းမှာပဲခုဆိုရင်ကြော်မင်းမင်းပေါက်ကွဲနေတာပဲဖြစ်ပါတယ်လူမျိုးပေါ့နော်အေရဲ့ထုတ်ပြန်ချက်တွေကြောင့်ခုဆိုရင်ပေါ်မရဲ့ကအင်းမပြောစားမနိုင်ဖြစ်နေတာပြတော့မှကျွန်တော်တို့တော်လိုင်းရဲ့ဆူတွေကိုမဲမဲမြင်ရဆိုပြတော့မှပေါ့နော် ဘာလို့ best ဆရာပြောထားတာကိုတွေ့တော့ပဲဖြစ်ပါတယ်ကျွန်မင်းမင်းကိုတိုင်ရင်တောင်မှသူ့ဘာတွေရဲ့အခြေချင်းမရှိတဲ့လုပ်ပုံဟိုင်မှုတွေကိုတွေ့လာပြတဲ့နောက်ပိုင်းမှာတော်တော်လေးကိုစိတ်ပြစ်နေတာကျွန်တော်တွေ့တာဖြစ်ပြတော့မှမကြခင်မှာတော့ပေါ့နော်မြောက်နိုင်တဲ့အုပ်စုအနေနဲ့ကတော့တတွင်းပုံဟိုင်မှုတွေဒီဘောမတွေရဲ့ဒီဖြောချဖို့ကိုလို့ဆောင်မှုတွေကြုံလာရနိုင်တယ်ပဲဖြစ်ပါတယ်ဘလို့ပဲသူကနေပြီးတော့မှရွက်ကော်ဖွဲလို့ချင်ပါတယ်ပြောပြောအခုဆိုရင်ကျွန်တော်အေးနဲ့ပုံတဖို့နေရနေပြီးတော့မှဒီပြဘရောင်းလန်းထိပေါ့နော်ရောက်ရှိလာတာမလို့မကြခင်မှာတော့နေပြီးတော့ထိကျွန်တော်တော်လန်တပေါင်းစုတစ်ခုအနေနဲ့တက်ရောက်ပြီးတော့မှ တင်ပိုင်နေတော့မဲ့အခြေအနေတရက်ကိုပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ဒီလိုမျိုးကျွန်တော်ဘက်ကနေပြတော့မှဒီအခြေအနေကောင်းနေတဲ့အချိန်မှာပူးတမနဲ့ပြတော့မှတော်လိုင်းသမားတွေနဲ့ PDF တွေကိုဘယ်လိုမျိုးအားချောင်ပြောဆိုထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။အခု2025မှာ KRTP နယ်လုံးကိုရှေ့တညာစစ်တပ်အကုန်လုံးကိုသူတို့သိမ်းမယ်။ရမတော်ပြောတာကလှင်းနေလှေအောင်မြင်းဆောင်မကြံတနိုင်ငံလုံးကိုသူတို့သိမ်းမယ်လို့ပြောတယ် ။အဲ့ဒီရဲ့နောက်မှာဘူးမတိပါမတိနေပေါ်နေပိနေ PTS ဆိုတဲ့ကလေးတငယ်လေးထောင်ထဲရောက်တဲ့လူကရောက်ကုန်တယ်၊တင်ញိုင်းကုန်းရောက်တဲ့လူကရောက်ကုန်တယ်။အဲ့ဒီရဲ့နောက်မှာဝါရဖျက်မှုရဲ့နောက်မှာကလေးတငယ်လေးလမ်းမရောက်သွားတယ်။ဝန်ထမ်းတွေစီရင်လုပ်ပြီးဘဝပြတ်သွားတယ်။တချို့တော့ဝန်ထမ်းတွေနဲ့ PTS မှလေးတွေအညာဒူပိုင်းမှာပြင်စားဘဝအောင်ရောက်သွားတယ်။အဲ့ဒီကလေတဆင်လျှော့လာလိုက်တော့တနိုင်ငံလုံးမဟုတ်တော့ဘဲနဲ့လမ်းများအားလုံးနေပြီးတော့သူ့ဆိုပြီးတော့နေပြီးတော့ကိုသူတို့တိတ်မပြောတယ်။ တော်လန်ရေးကိုနှစ်နှစ်အတွင်းမှာအပြီးတိုက်မယ်လို့ပထမအထွေးကြော်တယ်။အခုကျတော့2025ဒီနှစ်မှာကရားတပြည်နယ်လုံးမှာရှိတဲ့စစ်တပ်စခန်းတွေကိုသူတို့သိမ်းမယ်လို့ပြောတယ်။နော်ဆိုတော့ပထမပြောသလိုလမ်းများအလုံးနေပြီးတော့သူဆိုတာသူတို့မဖြစ်နိုင်ဘူးဆိုတာကိုဒါစိတ်ကူးရင်အိမ်မက်တစ်ခုသာဖြစ်တယ်ဆိုတော့သူတို့ကောင်းကောင်းနားလဲသဘောပေါက်တော့နည်းနည်းတစ်ထိလျှော်လာမလေးနော်နော်ဟိုဘာမရှိပဲနဲ့ဝီလောက်တာဆံမရှိပဲအစားကြည့်တာပေါ့နော်နည်းနည်းတစ်ထိလျှော်ပြီးပြောတယ်အခု2025မှာကြားတပြည်နယ်လုံးမှာရှိတဲ့စစ်တပ်စခန်းတွေသူတို့သိမ်းမယ်ဆိုရင်တော့တိုက်ပွဲကြီးဆက်ပြီးဖော်ဆောင်မယ်ဆိုတဲ့သဘောကိုတက်ရောက်တယ် ဆိုတော့ဒီတိစ္ဆာဘာကြောင့်ကျွန်မကသတင်းဆိုးလို့ပြောလဲဆိုရင်လက်ရှိမှာဘုရားတပည့်နယ်အလုံးပေါင်းလို့လူဦးရေ၃သိန်းမပြည့်ဘူးဘုရားတပည့်နယ်အလုံးပေါင်းလို့လူဦးရေ၃သိန်းမပြည့်ဘူးသို့တော့လက်ရှိမှာဘုရားတပည့်နယ်အလုံးမှာလက်ရှိသူတို့ KND ရဲ့เนาะဟာသူတို့တော်လိုင်းရဲ့တပ်ဖွဲ့အမိခံဘုရားပြည်နယ်ဂျာကန်လောက်အုပ်ချုပ်ရေးကောင်စီအမိခံအကြမ်းဖက်သမားတွေတိုက်ပွဲဖော်ပြီးနိုင်ငံတော်ကိုပုံကန်တဲ့အတွက်ဘုရားပြည်နယ်မှာမိမိရဲ့နေရက်ကိုစွန့်ခွာရတဲ့စစ်ပေးဒုက္ခတွေက2သိန်းခွဲရှိတယ် နှစ်သိန်းခွဲဆိုတာတနင်္ဂနွေလုံးကြားတဲ့ပြည်နယ်လုံးတိုင်းနာနေဆိုလူဦးရေရဲ့အနည်းဆုံး85ရာခိုင်နှုန်းလောက်ကထပ်ပြေးတိမ်းရှောင်ပြီးဒုက္ခတွေပေါ်ရောက်နေတယ်။ကြံတဲ့9000တောင်းသောလူထုကတက်မတော်အုပ်ချုပ်ရနေမြေမှာရှိတဲ့အတွက်လက်ရှိလားဆက်ကအိမ်ဆောင်အစိုးရဩစာတက်ရောက်ကနေမြေထိန်းချုပ်နေမြေအုပ်ချုပ်နေမြေမှာရှိလို့ခေါင်းပြောင်းအောင်အိမ်ရရတယ် ညရရတော့အခုချိန်ထိပေါ့နော်ပေါ်လိုပဲစားတွေပြောလို့ကောင်းနေတော့မှဖြစ်တယ်ကျွန်တော်ခုဆိုရင်ဒီကရင်နီပြည်နယ်မှာဆိုလဲမိုးပြတဲ့ပွဲမှာတော်တော်လေးကိုအချိန်နေပြင်းထန်နေတာဖြစ်ပြီးတော့မှစခွေတတိုက်ကိုကျွန်တော်ဘက်ကနေပြန်ဖမ်းဆီးမိတယ်ပေါ့နော်ဗီဒီယိုဖိုင်တွေထွက်လာပြီးတဲ့နောက်ပိုင်းမှာသူတို့အနေနဲ့ခုလိုမျိုးပေါ်လိုပဲစားတွေပြောထားတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ပူတူမကိုတိုင်ကနေပြီးတော့မှအခုဆိုရင်မျောက်လိုက်လို့ရှိတဲ့နေရာတိုင်းက အချမ်းနယ်ဆိုတဲ့ပေါ့နော်ဒီဘောမတွေရဲ့လက်သုံးစကောက်ပြောဆိုလာတာမလို့ကျွန်တော်အနေနဲ့ဒီတော်လိုင်းရင်းမှာတော့စခွေဘောမလော်ဘီတက်ရဲ့ပေါ့နော်ဂျင်းတရင်းတွေမမိဖို့လိုနေတာဖြစ်ပါတယ်အခုဆိုရင်တို့အနေနဲ့ကျွန်တော်တော်လိုင်းသမားတွေရဲ့ဥတီချင်းနဲ့တို့ရဲ့ရီမန်းချစ်တွေကို ပြောလုံးပြောင်းစား ပေါ့နော်ခနဲ့တဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာမလို့ကျွန်တော်အနေနဲ့အဲ့ဒီပြောကျွန်တော်တို့ပြောထားတဲ့ဟာတွေကိုပြန်ပြီးတော့မှလက်တွေ့ပြမယ့်အချိန်ပဲဖြစ်ပါတယ်ကျွန်တော်တို့ကျွန်တော်တို့ဗီဒီယိုသဘောအနေနဲ့အပါသမီးရနေပြီတော့ပါနော်အေးကိုဘယ်လိုမျိုးဘယ်လိုမျိုးဆက်ပြီးပြောပြတော့မှာအားချောင်းမလဲဆိုတာကြည့်လိုက်ရအောင်နော် က်14မြို့နယ်ကိုအေးရတိမ့်ပိုက်ထားပြီးတဲ့အခါကျအဲ့ဒီနယ်မြေတွေကိုစစ်တပ်ကပြန်လာတိုက်မှာကြောက်တဲ့အခါကျတော့စစ်တပ်ကမလာနိုင်အောင်လမ်းတွေကိုပိတ်ရတာပေါ့လေသူတို့မှာကာဝေးရတာပေါ့နော်အဲ့တော့တက်ဒီလာနိုင်တဲ့လမ်းကြောင်းတွေကိုတားဆီးပိတ်ပင်ရတယ်ပေါ့နော်အဲ့ဒါကြောင့် Ambran လမ်းကြောင်းတောင်ကုတ်ဘရောင်းလမ်းကွာငတိုင်းချောင်းလမ်းနဲ့ဝဲရာတွေစုမှုထားမဖြစ်မနေဝဲရာတွေစုမှုထားမဖြစ်မနေလို့အပ်လာတာပေါ့နော်ရခိတလန်းစင်နဲ့အဖနိုင်ငံတော်တူထောင်ရေးလို့ကြွေးကြော်ထားပြီးတော့ပေါ့နော်အခုကြတော့ ဖနိုင်မယ်လို့မဟုတ်တော့ဘူးဆေးရနာရှင်ပြုတ်သုံးပြီးဆေးရနာရှင်တနိုင်ငံလုံးအဲအဲ့ဒါကြီးကြွေးကြော်လာပြီးတော့အဲ့လိုကြီးအဲလူများတွေပေါ့နော်ဆေးရနာရှင်ဖေရှားရေးလို့တောင်ပြောလာပါတယ်နော်အဲဟိုတနေ့ကအဲရခိုင်ကအဲ့လိုကဲအဲ့လိုအဲ့လိုအဲ့လိုပေါ့အေးအေးတွေကလေအဲ့လိုမျိုးဖြစ်လာပေါ့အဲ့လိုတက်ကလည်းညာတာလို့မဖြစ်သေးဘူးပေါ့နော်သူတို့ကအဲ့လိုအတိုက်လေးတွေလည်းပြရတယ်ပေါ့သူတို့ကအဲ့လိုနည်းနည်းလောက်တိုက်လိုက်အတိုက်ပြရတာပေါ့နော် ကြောက်ဖြူတညာဝရီရေတဲ့ဌာနချုပ်ကိုတင်ယူဖို့လဲတခဲတွေကစ조사ပြီးမြှော်လင့်ထားသလိုမဖြစ်လာတဲ့ခါကျတော့သူတို့တော်တော်ထိပါတယ်ဟိုတနေ့ကလည်းအဲညောင်ကျိုးစခန်းမှာလည်းအဲဒီကာကင်းကိုနောက်ဆုတ်ပြီးပြီးတော့ခါကျအแทးဝင်လာအောင်ကျုံသွင်းလိုက်တာပေါ့နော်ပြီးတော့စက်တယ်လီဒီ drone တက်ကအဲ့လိုမျိုးစော်လိုက်တဲ့ခါကျထိခိုက်ကြဆုံးများတယ်လို့တရင်ကြရပါတယ်ရှင့် ဒီပါသမီးရတာပေါ့နော်တရင်ကိုတည်တည်ချာမတီးပဲနဲ့အေရဲ့ဒီတရင်အစားအနေတွေကိုပြောလို့ပြောစားကျွန်တော်မျိုးပါပြီးသူပြောဆိုထားတာဖြစ်ပါတယ်ကျွန်တော်အေရဲ့ဒီပြောရေးစခွင့်ပုံကိုဖြစ်တယ်ပေါ့နော်ကုခိုင်ဒုက္ခနဲ့ပြီးတော့မှညောင်ကျွတ်တိုက်ပွဲမှာအေအေကနေပြီးတော့မှအလုံးစုံတင်ပတ်ရရှိပြီးပြီးဆိုတဲ့ပုံစံမျိုးပြောဆိုထားတာမလို့ဘုံမတွေကတော့အခုချိန်မှာတော့သူတို့ဘယ်လောက်ငင်းငင်းပေါ့နော် ကျွတ်ဘက်ကနေပြီးတော့မှတရင်မှန်ကိုကြားရတာပဲဖြစ်ပါတယ်အခုဆိုရင်ကျွတ်အေနဲ့ပုံတဖို့ဝင်ရဲ့နောက်ထပ်ဆေးပြင်းမှတ်တွေဖြစ်တဲ့ဒီကာပါဆာနဲ့ ပြည်မျိုးကဒါကဆောက်လဲပေါ့နော်တိမ့်ပိုင်နေဖို့အခုဆုံစ조사နေတော့မလို့စစ်ခွဲတတတ်ရဲ့ဒီဦးမျိုးနေတဲ့လောင်မြိတ်တံတွေလည်းကျွန်တော်တို့မကြားခင်မှာကြားဖို့ရှိတာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ဆုံးဗီဒီယိုတပုတ်နေနဲ့အခုလိုမျိုးအားချောင်းပြီးတော့မှပေါ့နော်မနေ့ကဆိုရင်ကျွန်တော်တို့ဒီညောင်ချုံမှာရှိတဲ့သာသနာအကြောင်းကိုဘုံကျဲခဲ့တဲ့စစ်ကောင်စီရဲ့လုံရုံနဲ့ပတ်သက်ပြီးတော့မှဥကျော်ကဘယ်လိုမျိုးပြပြနေနေဆုံးမပြောဆိုထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။ညောင်ချုံမှာဘုံကျဲသွားတာ။ရဟန်းတန်ကားကြီးကိုရင်လေးတွေသေသွားတာလဲတာမဟုတ်ဘူး။ ပြည်သူတွေပါပါသေးတယ်ရဟန္တာကအဲ့စာတင်ကြောင်းတိုက်မှာဘုံချဲသွားတာအဲ့လိုစာတင်ကတော့ကိုပါနော်တမားရှိလားဟွန်းဟမ်အဲ့ဒီသူတို့ပါဇက်ကတော့တဖွားဖွားတော့ပြောတယ်ဗျာနော်အဲ့ဒီအမျိုးရုပ်တွေကနော်မျိုးဗာလဲအမျိုးချစ်တာလားဘာသာချစ်တာလားဘာကောင်းနေလဲတော့မသိဘူးနော်ပြောလိုက်တော့မြန်မာပြည်တွင်းမှာအေဂျင်စွာနေထိုင်လို့တဲ့ 135မျိုးတော့ဒီကောင်တွေကအဲ့ဒီပါဇက်ကနေအဲ့ဒီ135မျိုးကိုပါဇက်ကနေမချဘူးဗျာเนาะမချဘူးအဲ့လိုကောင်မျိုးတွေเนาะမအီလိုတွေကိုမေကိုလုံးမျိုးတွေမအီလိုတန်းချစ်ပြည့်ချစ်ဆိုတဲ့မအီလိုမျိုးတွေဟုတ်လားဟမ်မနေ့တုန်းကနောက်ချုံမှာဘုံကျဲသွားတာငါငါဟာမင်းတို့မင်းတို့လုံးမျိုးပါဇက်ကထွက်ကြရလီပြောနေတာမဟုတ်ဘူးတက်တည်နေချပြမှာเนาะတက်တည်နေချပြမှာအဲ့တော့ ဒီကုံနေပါဇက်ကတော့ပြောတယ်ဗျဘာတွေပြောတယ်မြန်မာပြည်တွင်းမှာနော်အေဂျင့်လိုအနေထိုင်လူတဲ့135မျိုးသောညီကိုမောင်နှမအဲ့ဒါမျိုးချစ်မျိုးချစ်တို့ဟလာအမျိုးဘာကြအပလာတို့တုံးတဲ့စကားတွေဗျနော်နော်ဒါဆိုမင်းတို့ကပြောပန်ခွင့်မရှိဘူးလားအဲ့လိုမျိုးဟလာဒီဖက်စစ်စစ်ခွေးတွေဖက်စစ်စစ်ခွေးအာနာရှင်တွေကဘုံသွားကျဲတာ ဟုတ်လားဒီမျိုးသာသနာအဆောက်အဦတွေကိုဟိုတွားကျဲတာမင်းတို့မှပြောပိုင်မှမရှိတာမင်းတို့အားပြားမြင်အားမြောက်လောက်ထားတာဟမ်မင်းတို့ဟိုဗါလေအမျိုးဘာသာသာသနာချစ်ပါတယ်ဆိုပြီးတော့မင်းတို့ဗဇက်ကတဖောဖောပြောနေပြီးတော့ဟုတ်လားအဲ့ဒီ passive ကိုအာနာရှင်မင်း online နဲ့တသက်လူတစုကဒီအောက်တန်းစားရုံမှကောက်ကျင့်နေတဲ့ဒီလူတစုကိုမင်းတို့မှပြောပိုင်မှမရှိဘူးလားဟမ်မင်းတို့ကိုမင်းတို့ကိုမင်းတို့အမျိုးဘာသာသာသနာလို့ခံယူကြတဲ့ကောင်တွေဟမ်မင်းတို့စော့ဗဇက်ကလီးလာစောက်ထားပါလားမင်းတို့ငါလီးလာစောက်ထားပါလား မင်းတို့ကပြောလိုက်ရင်အမျိုးဘာသာသာသနာတွေ့ဆိုအသက်ပေးပြီးတော့ကာကွယ်ပါမယ်ဟုတ်လားတလက်မမမအထင်မခံဘူးလို့ဟမ်မင်းတို့ပြောတာလားဟင်မင်းတို့စောက်ပစက်တွေလီးလာစောက်ထားလေကူလီးစောက်လားငါလီးကိုလာစောက်ပြီးပြောပါလားညရတော့ချမ်းတယ်နော်ဟင်လီးလေးလာစောက်ပြီးတော့မင်းတို့အမျိုးချစ်ပါတယ်ဟုတ်လားအမျိုးဘာသာသာသနာအမျိုးဘာသာသာသနာကာကွယ်စောက်ရှောက်ပါတယ်လို့လာပြောလीလီးစောက်ပြီးတော့လာပြောလीမင်းတို့ ကဲဒါတော့ဥကျွမ်းနေပြတော့မှဒီမဘာတာအုပ်စုတွေနဲ့မြို့ကြီးအဖွဲ့တွေကိုပြန်ပြင်းလို့မှာပေါ့နော်ခန္ဓာနာလေးဆဲဆိုပြောဆိုထားတာပဲဖြစ်ပါတယ်ကြားလို့မကောင်းတဲ့စကားလုံးတွေပါသွားလို့ပါနော်ကျွန်တော်ဒီနေ့ကနေကြီးစုသူအားလုံးကိုအနှုံးညွန့်တောင်းပန်ပါတယ်ဘာပဲပြောပြောဒီစခွေးတက်တက်ရတော့ကျွန်တော်အဲ့လိုမျိုးပြောမှာပေါ့နော်ကောင်းတာဖြစ်ပြတော့မှဒါတော့မှသူတို့နဲ့နားရကောင်းမှမသိပဲနဲ့အခုချိန်ထိ ဒီစကောင်ဆီရလဲတွေနဲ့ပတ်သက်ပြီးတော့မှငင်ခံနေကြတဲ့အုပ်စုတွေပဲဖြစ်ပါတယ်။အရင်တော့ကဖဲခုံဆီရတော့ကျွန်တော်တို့လင်းနဲ့ကင်တစုကနေပြီးတော့မှတက်ဖြတ်လိုက်တဲ့ကိစ္စမှာကျတော့သူတို့အနေနဲ့ PDF တွေနဲ့ကျွန်တော်တို့ဒီဂရင်းဒီပြည်နယ်မှာရှိတဲ့တော်လိုင်းရဲဆိုတဲ့နေပြီးတော့မှတက်ဖြတ်တယ်ဆိုမှတော့ပါနော်။ဝိုင်းလော်ကြလို့အခုချိန်မှာတော့စကောင်ဆီရဲ့ဘယ်လိုမျိုးသာသနာ့ကျောင်းကိုတမင်တက်တက်ပေါ့နော်။ဘုံကျတက်ခဲ့တဲ့အချိန်ကျမှသူတို့အနေနဲ့ညင်ကုတ်နေတာကိုကျွန်တော်တွေ့ရတယ်ပဲဖြစ်ပါတယ်။ဒါကသူတို့အနေနဲ့စက်ကောင်စီကနေပြီးတော့မှဒီတန်ကားတော်တွေဖုန်ကြီးတွေကိုတောင်းမပေါ့နော်။တပ်ဖြတ်ရဲတဲ့အစင်းထိရောက်လာတဲ့အချိန်မှာ နေခါနေကြတာဖြစ်ပြုံးမဒီတော်လိုင်းရင်မှာသူတို့တွေနဲ့မျက်စိစုံလုံးမိပြီးတော့မှမြောက်လိုက်တို့အုပ်စုကိုအဆုံးစွန်တိဘိုးမမယ်ဆိုတာတော့ကျွန်တော်ချိန်တိမ်မြင်နေရတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီတော်လိုင်းရင်ကိုအဆုံးတက်ဖို့လိုနေတဲ့အချိန်မှာမဘာတောက်အုပ်စုတွေမျိုးညက်တွေနဲ့ဘိုးမလော်ဘီတိုက်ပါဝင်စခွေတိုက်ကိုလည်းပေါ့နော်။တခါတည်းပြီးဖြိုးချဖို့လိုနေပြီဆိုတဲ့အကြောင်းပြောရင်လည်း ကျွန်တော်ဒီနေ့နေခင်းပတ်သက်ဖြစ်ဗီဒီယိုကိုဒီနေ့ဘာပဲဆုံးသက်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပါပြည်သူများလုံးစိတ်ချမ်းသာကိုကြမ်းမချင်တဲ့ပြေဆုံးပြတော့မှမြောက်နိုင်မေးပေးတာနဲ့ကြွေးကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။